လောကလူသားတွေဟာလူ့ဘဝရလာတဲ့အခါမှာအမှန်မသိခြင်းကြောင့်ကောင်းတာရောဆိုးတာရောမလုံသင့်တာရောလုံသင့်တာရောလုံမိထကြတယ်အဲ့လိုလုံမိတဲ့အခါမှာအမှားယွင်းဆိုတာပါသွားတာပဲဖြစ်တယ်ပေါ့ ရပသဝိနည်းနေနဲ့အနည်းငယ်စဉ်းစားကြည့်လိုက်ပဋိစ္စသမုပ္ပတ်ဆိုတာခြာဘူးနာဝရှိကြတဲ့ပုဂ္ဂိုလ်တွေကြည့်ပါပဋိစ္စသမုပ္ပါဒါဆိုတာတခုခုကိုဆွဲပြုတ်ပြီးတော့အကျိုးတရားကို ဖြစ်ပေါ်စေတတ်တဲ့အကြောင်းတရားလို့အဓိပ္ပာယ်ရတယ် ်ပဋိသံသမုပ္ပန္နကြတော့မှာထိုအကြောင်းတရားရဲ့အကျိုးတရားလို့ဒီပဲရတာဖြစ်တယ်အဲ့တော့လူတွေပြောနေတယ်ပဋိသံသမုပ္ပပဋိသံသမုပ္ပဆိုတာဘုန်းကြီးတို့တွေလူလောကဘာကြောင့်ဖြစ်လာသလဲ ဘဝဉ္ချင်းကတတဝါရီရောဘာကြောင့်ဆိုင်ရာပုံပွားမှာ ဖြစ်လာကြသလဲဆိုရဲအကြောင်းတရားကိုရှင်းပြတဲ့ဒေသနာတရားဖြစ်တယ်ပေါ့